င်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဇွန်လ13ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ် မော်လမြိုင်နယ်တံမြူစေးရဲ့ကားလမ်းပေါ်မှာစစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ဖောကားကိုတိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါရစေ။ဇွန်လ17ရက်နေ့မနက်9:00နာရီချိန်ခန့်မှာမွန်ပြည်နယ်မော်လမြိုင်နယ်တံမြူစေးရဲ့ကားလမ်းမှာကြီးပေါ်ရှိရောင်တောင်းရွာနယ်နှီးပြတော်ရွာကြားမှာစစ်ကောင်စီတပ်မှလမ်းလုံကြုံရေးအတွက် ဖောကားနဲ့လာစဉ်မူးတုံမြို့နယ်အခြေချရမညမွန်တက်တော် NMSB AD RMA မှာကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းတဲ့ရင်ထုတ်ပြန်ထားပါရစေ။အင်အား30ခန့်လိုက်ပါလာတဲ့စစ်ကောင်စီဖောကားကိုနှီးပြတော် ောကျေးရွာထိပ်မှာအနီးကပ်ကြားဖြတ်တိုက်ခိုက်ခဲ့ရာတနအီကန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲတွင်ရန်သူဘက်မှအများပြတီကြီးဒဏ်ရာရရှိခဲ့တယ်လို့ကနေဦးသိရှိရပြီးတေကြီးဒဏ်ရာရစင်းများကိုစီစစ်စုံစမ်းတွေကရမညမွန်တက်တော် NMSB ADRM မှာဒုဗိုလ်တူတိုင်းပြည်နယ်လူမျိုးအတွက်မြင့်မြတ်စွာအသက်ပေးခဲ့တယ်လို့ဖော်ပြထားပါဗျ။မွန်ပြည်နယ်တန်ပြူစင်းနဲ့မုဒုံမြို့နယ်တဝိုင်းမှာစစ်ကောင်စီမှလိုင်းစင်မဲ့ရင်များဖမ်းဆီးရန်အကြောင်းပြချက်နဲ့ပြည်သူတွေရဲ့မော်တော်ယာဉ်မော်တော်ဆိုင်ကယ်များက ိုအကြမ်းဖက်စစ်ဆီးငွေညှင့်နေကတပ်ဖက်မှလမ်းလုံကြုံအေးအေးယူမှုများကြောင်းအခုလိုတိုက်ပွဲပေါ်ဆောင်ရခြင်းဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာဆလဘီအနောက်မကြီးကန် ပြူရွာသိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့တဲ့တဲ့တင်ကိုတင်ပြပေးကြပါရစေ။မကွေးတိုင်းပခုတ်ကူမြို့နယ်အနောက်မကြီးကန်ပြူရွာသိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့ပြီးစစ်ကောင်စီတပ်ကူများရောက်ရှိလာတာကြောင့်တပ်ပြန်ဆုတ်ခဲ့ရတယ်လို့အညာမြေတပ်ပေါင်းစုကထုတ်ပြန်ထားပါရစေ။ဇွန်လ10ရက်နေ့မနက်9:00နာရီခန့်မှ9:00နာရီအတွင်းအနောက်မကြီးကန်ပြူရွာကိုတိုက်ခိုက်ခဲ့ရာဘန်ကာ၃လုံးကိုသိမ်းပိုက်ရရှိခဲ့တယ်လို့ဆိုပါရယ်စက်ခန်းကိုအပြစ်သက်သိမ်းပိုက်ခါနီးမှာဘဲကြီးပြူရွာနယ်ပခုတ်ကူတပ်မ ာတီတို့ကစစ်ကူတပ်ဖွဲ့များရောက်ရှိလာတာကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ဖော်ပြထားပါတယ်။တိုက်ပွဲတွင်စစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့ကာ2ဦးဒဏ်ရာရရှိခဲ့ပြီးတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှရဲဘော်3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ အဆိုပါစစ်စင်ရေးကိုအညာမြေတပ်ပေါင်းစု AR တောင်းတပ်ဖွဲ့နေစီမချ PKU PIMPDF ကိုရီးယားနဲ့ဗလာညီနောင်ခေါင်းဆောင်လူငယ်ပျောက်ကြားတပ်ဖွဲ့ U Guerrilla Force YGF ဝင်းပလီပျောက်ကြားတပ်ဖွဲ့ God of မြိုင်မုံတိုင်းပျောက်ကြားတပ်ဖွဲ့ DYD ပျောက်ကြားတပ်ဖွဲ့21 Began BLY ပေါ့ပါကပါ Burmese Revolution Ranger PLO ပျောက်ကြားတပ်ဖွဲ့နဲ့တခင်ဖိုးလာကြီးမကွေးခင်ရိုင်းပါကပါတပ်ခွဲ6တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်ခင်ဗျာဆလဘီမင်းတက်မြို့တွင်2025ခုနှစ်ဇန်နဝါရီလမှစ၍ဇွန်လ17ရက်နေ့ထိစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု78ကြိမ်ကြောင်း10ဦးသေဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါမယ်။ မင်းတက်မြို့နယ်အတွင်း2025ခုနှစ်ဇန်နဝါရီလမှစ၍ဇွန်လ17ရက်နေ့ထိအကြမ်းဖက်စစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှုအကြိမ်18ကြိမ်ထိရှိခဲ့ပြီးတေဆုံးသူ10ဦးထိရှိလာကတရားရသူ20ဦးထိရှိခဲ့ကြောင်းမင်းတက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှသတင်းထုတ်ပြန်ထားပါသည်။ဒါပြင်လေကြောင်းတိုက်ခိုက်မှုများကြောင်းဘာသာရေးနှင့်အစိုးရဌာနအဆောက်အဦများပါဝင်ပုဂ္ဂလိကအဆောက်အဦများစုစုပေါင်း100ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ နောင်ချိုမှာစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာတာကြောင့်ပြည်သူများထွက်ပြေးတိမ်းရှောင်နေရတဲ့တရင်ကိုတင်ပြပေးခြင်းပါတယ်။ရှမ်းပြည်မြောက်ပိုင်းတအောင်တက် TNL တပ်မဟာ3ထိန်းချုပ်နယ်မြေတွင်စစ်ကောင်စီတပ်ကထိုးစစ်ဆင်လာတာကြောင့်ပြည်သူများကြောင်မဲမြို့ကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။ဧပြီလ29ရက်နေ့မှာဇွန်လ10ရက်နေ့ထိကြောင်မဲမြို့နယ်မှာပြည်သူတထောင်ကျော်တိုက်ပွဲရှောင်လာကြတယ်လို့သိရှိရပါတယ်။ဆက်ဆောင်များဟာတိလင်ပရိယတီစာတင်တိုက်မှာ46ဦးအဝေယာပါတကြောင င်းမှာ30ဦး၊နောင်ပိန်အားထကအကြောင်းမှာ625ဦး၊ချမ်းတပင်ကျွရွာမှာ150ဦးနဲ့လုတ်ပါဟကျွရွာမှာ163ဦးတို့တိမ်းရှောင်နေကြတယ်လို့သိရှိရပါတယ်။စစ်ရှောင်ပြည်သူတွေဟာ နောင်ချုံမြို့နယ်တောင်ရက်ကွယ်၊ဘူတာရက်ကွယ်၊ဈေးရက်ကွယ်၊ဈေးကုန်း၊နောင်လင်းတရက်ကုန်း၊ကံကြီး၊ရေပြူ လောက်ဖန်ညောင်ပင်တောင်မဲပုတ်နှောင်ချူကြီးရေမောင်းတန်းညောင်နီ30တောင်ရှိမြက်ချီနုတပြေရီနာရှူရွှေမုတ်တော်မန်မောအင်းဖူတောင်ဟာတောင်ခန်းလက်ပံကုံလွေခေါ်ပိန်နေကုံနောင်အောညံတော်လုံခန်းနမ်ဆောင်ဟုနဲ့ပါဟက်ကျွော်တွေကဖြစ်တယ်လို့ဖော်ပြထားပါတယ်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကျွော်တွေကိုလည်းလက်နေကြီးများနဲ့ပစ်ခတ်ခြင်း drone နဲ့ပုံကျဲချခြင်းလေကြောင်းတိုက်ခိုက်ခြင်းများကိုရည်ရွယ်ချက်ရှိရှိပြုလုပ်နေတာ ကြောင့်ပြည်သူလူထုများတေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့သလိုနေအိမ်ဖုံးကြီးကြောင်းနဲ့စာတင်ကြောင်းများပြားထိမှန်ပျက်စီးခဲ့ရတယ်လို့သိရှိရပါတယ်ခင်ဗျာဆလဘီမေလအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်182ဦးအလင်းဝင်လက်နက်ချဖမ်းဆီးရမိခဲ့တဲ့တရင်ကိုတင်ပြပေးကြပါရစေ။2025ခုနှစ်မေလအတွင်းစစ်ကောင်စီတပ်မှတပ်ဖွဲ့ဝင်182ဦးလက်နက်ချအလင်းဝင်စစ်တုံးပန်းဖြင့်ဖမ်းဆီးရရှိခဲ့တယ်လို့ပြည်သူ့ဗန်းနိုင်ကထုတ်ပြန်ထားပါရစေ။ အလင်းဝင်လာသူစုစုပေါင်း82ဦးထိရှိခဲ့ပြီးစစ်သား66ဦးရဲတဦးနဲ့ပြည်သူစစ်၄ဦးပါဝင်တယ်လို့သိရှိရပါတယ်။အလင်းဝင်စစ်သား66ဦးနဲ့42ဦးဟာအထမစုဆောင်းခံနာရတဲ့စစ်မှုထမ်းတပ်သားတများဖြစ်ကြပါတယ်။ဒါ့အပြင်တိုက်ပွဲတွေတွင်စစ်ကောင်စီတပ်သား30ဦးလက်နက်ချခဲ့ပြီးစစ်သား65ဦးနဲ့ရဲ6ဦးနဲ့ပြည်သူစစ်9ဦးစစ်တုံးပန်းဖြင့်ဖမ်းဆီးရရှိခဲ့တယ်လို့ဆိုပါတယ်။ တည်သူပန်းနိုင်ငံကောက်ယူထားတဲ့မှတ်တမ်းတွေအရ2025ခုနှစ်ဇန်နဝါရီလမှမေလအထိ အလင်းဝင်လက်နက်ချစစ်တုံးပန်းစုစုပေါင်း1222ဦးထိရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ တင်နန်းသား၈၀၀တက်ရောက်ခဲ့တဲ့ TNL ရဲ့အပတ်စဉ်69စီရီတင်နန်းစင်ပွဲအခမ်းအနားပြုလုပ်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးခြင်းပါတယ်။တောင်မျိုးသားလူမျိုးရေးတက်မတော် TNL ရဲ့အပတ်စဉ်69စီရီတင်နန်းစင်ပွဲအခမ်းအနားကိုတောင်ပြည်နယ်တနေရာမှာဇွန်လ6ရက်နေ့ကပြုလုပ်ကျင်းပပြီးစီခဲ့ကြောင်း PSLF TNL မှတရင်ထုတ်ပြန်ထားပါတယ်။အဆိုပါတင်နန်းစင်ပွဲကိုစစ်ဦးစီးချုပ်ဗိုလ်ချုပ်တာဟုတ်ပလန်မှဘတ်ဆောင်တက်ခိုက်ရေးတင်နန်းပေးခြင်းသည်မိမိတို့တောင်ပြည်ကိုကာကွယ်သွားကြရန်ရဲဘော်များသည်လူကြီး ီးများရဲ့အလုတ်ဒါဝင်ကိုပခုံးလွှဲပြောင်းထမ်းဆောင်နိုင်ရမှာဖြစ်တယ်လို့တင်နန်တွင်ဆရာဆရာမများတင်ကြားပေးတဲ့ပညာကိုမမိကြရန်အမိတ်နာခံတက်ရနဲ့ရန်သူကိုအမြဲတစေတတိထားရှိရန်လိုအပ်ကြောင်းတက်ရောက်အမှားစကားပြောကြားခဲ့တယ်လို့သိရှိရပါတယ်။ထို့နောက်တင်နန်တက်ရောက်တင်ကြားပြည်မြောက်သွားတဲ့တင်နန်သားတင်နန်သူများအနေနဲ့ PSLF TNLA အုပ်ချုပ်ထားတဲ့မြို့နယ်များနဲ့ပြည်သူလူထုများကိုကာကွယ်ပေးရမှာတူးချင်းရဲ့တာဝန်ဖြစ်ကြောင်းဗိုလ်ချုပ်တာဟုတ်ပလန်မှထပ်လောင်းပြောကြားခဲ့ပါတယ်။ အမျိုးသား659ဦးနဲ့အမျိုးသမီး165ဦးအပါအဝင် စုစုပေါင်း122ဦးတက်ရောက်ခဲ့တဲ့အပတ်စဉ်69စည်ရည်တင်နန်းစင်ပွဲမှာအမှတ်စဉ်ကာကြီးနဲ့ခါခွေးခွဲကဖွင့်လှစ်နိုင်ခဲ့ပြီးတင်နန်းကာလအတွင်းတိုက်ခိုက်ရေးကြွမ်းကျင်မှုအဆင့်ရှိစေရန်အဓိကတင် जा ပေးကတင်နန်းကာလ3လကျော်ကြာတင် जा ပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ အဆိုပါတနန်းတွင်တနက်ပြည့်ထူးကျွန်စုတနက်တက်စင်ဖြုတ်ထူးကျွန်စုနှင့်အထူးတိုက်ခိုက်ရေးထူးကျွန်စုရရှိသူများကိုလည်းစုချင်းမြင့်ပေးခဲ့ပြီး၎င်းတို့ဟာတောင်ပြည်ရှိမြို့နယ်အသီးသီးမှာတာဝန်ထမ်းဆောင်သွားရမှာဖြစ်တယ်လို့သိရှိရပါတယ်။အဆိုပါတနန်းစင်ပွဲကိုဗိုလ်ချုပ်တာဟုတ်ပလန်ဗိုလ်မှူးချုပ်တာနော်ရှင်ဒုဗိုလ်မှူးကြီးတာအတီဗိုလ်မှူးရာထွေးဗိုလ်မှူးတာခဲနေတနန်းသားတနန်းသူများအပြင်ရမိရဖများပါဝင် စုစုပေါင်းလူဦးရေ900ကျော်တက်ရောက်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ယခုတင်ပြခဲ့တဲ့စည်ရေးသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်တာဂီမင်းစစ်သွင်းနဲ့ခါရှယ်တို့ကပေးပို့ထားခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးလင်ပါပါ